ကဘာကြီးနဲ့ universe တစ်ခုလုံးကိုကဲမဲ့ hero ကြီးလည်းပြန်ပြီးဆွဲခံလိုက်ရပါတယ်မင်္ဂလာပါပရိသတ်ကြီးတို့ရေဒီနေ့တင်ဆက်ပေးမယ့်ဗန်နန်အပီဆိုလေးပတ်မှာတော့ဗန်တို့မြီးဖိုး၃ယောက်သားဟာနွေရာသီမှာရေကစားဖို့အတွက်ဝါတာပွန်းကြီးရှိတဲ့မြို့မြို့စီကိုဥတီထွက်လာခဲ့ကြပါတယ်။ဝါတာပွန်းရောက်တော့ရေလွာလျှောစီးဖို့ဗန်ရဲ့ရက်ကမမီတာကြောင့်လူစင်မီတဲ့ဂျိုသားတကောင်ပုံစံပြောင်းမှု나ယူကိုဖွင့်တာ ။နာယီကလည်းသူမလိုပါပဲ။ကန်လန်တိုက်ပြီးဆောင်ရမ်းသေးတဲ့ ET လေးကိုထုတ်ပေးလိုက်ပါရီ။တဖက်မှာတော့အဆောင်ကောင်လေးကိုဒီဝါတာပုံးနေရာမှာလွင်ငယ်တဲ့နှစ်20လောက်ကဂျိုသားရင်မြန်ပြကြဘူးကြောင့်ပြောပြနေတဲ့ဟောင်းဝဲလိုမြည်ရတဲ့ဂျိုသားသူတွေတီက ET ပုံပြောင်းထားတဲ့ဘန်းကိုတွေ့သွားခဲ့ပါရီ။ဘန်းကပြောလို့မီးရှော့စီနေချိန်အနောက်မှာတော့သူတွေတီဟောင်းဝဲကြီးကသူ့ကိုလိုက်ဖမ်းနေပါပြီ။ဒီလိုနဲ့ရေကန်ထဲရောက်မှာတော့ ET ဟာဟောင်းဝဲလက်စာမိသွားပါတော့တယ်။ဟောင်းဝဲကအသင်းယူလာတဲ့ရေခဲပုံးတွေကိုထည့်သွားချင်း EDA အော်တန်ကိုကွမ်းကကြားသွားတော့အဖိုးပြည့်သူနဲ့ကဲပို့လိုက်လာပါတယ် ဘန်ကလေးအရင်လို7မိနစ်ပြည့်ရင်လူပြန်ပြောင်းမယ်ထင်နေခဲ့တာတကယ်ကန်လန်တိုက်တဲ့နိုင်ကြီးကလိုအပ်တဲ့အချိန်ကြောင့်မှလူပုံမပြောင်းတော့ဘဲနဲ့ ED ပုံစံတိုင်းသာရှိနေပါတော့တယ်။ဟောင်းဝဲကသူ့ရဲ့အစင်းမြင့်နီးပညာတွေတက်ဆင်ထားတဲ့အိမ်ထဲအထိဖမ်းခေါ်သွားပြီးဂျိုသားနီးပညာရှာဖွေရေးခိုင်းကိုပေးလိုက်ဖို့အတွက်လုပ်ပါရည်။ ED ညာနဲ့ဘန်ကတော့သူ့နိုင်ကြီးဘာလို့ပြက်ရလဲဆိုတာစဉ်းစားလို့ရသွားပြီးသူ့ကိုချုပ်ထားတဲ့ပလင်းထဲကနေလွတ်အောင် ED ရဲ့ညာကိုသုံးပြီးပတ်ပြေးနေတာပေါ့။ဟောင်းဝဲလိုက်ဖမ်းမှာကိုဂျိုသိတဲ့ ED ဘန်က အိမ်တစ်ခုလုံးရဲ့မိန်းကိုပိတ်ချပြီးပတ်ပြေးရင်အိမ်ထဲကဂျိုးဖုံးကနေအဖိုးဖြစ်သူစီဖုံးခေါ်ပြီးဒီနေရာကိုပြောပြပြီးလာခဲ့ခိုင်းပါရီဟောင်းဝဲကလည်းအချင်းမဟုတ်တော့လွယ်လွယ်နဲ့ပြေးမရပဲဂျိုးသားနီးပညာရှာဖွေရေးခိုင်းလက်ထဲအခန့်လိုက်ရပါရီဟောင်းဝဲကဂျိုးသားတွေရှိတဲ့နေရာကိုကဘာကြီးစီကိုခြားပြချင်တာဖြစ်ပြီးနီးပညာဖလှယ်ခြင်းရောမှာဂျိုးသားနီးပညာရှာဖွေတဲ့ခိုင်းကြီးကတော့ငွေကြေးအရာတောင်းတင်းနဲ့မျက်နှာဖုံးစွဆရာကြီးကဂျိုးကင်ပြီးဂျိုးသားလက်နက်တွေနဲ့ကဘာကြီးကိုအုပ်စိုးချင်တာပါဒီလိုနဲ့မျက်နှာဖုံးစုလူစိုးတွေဟာသူတို့ကောင်ရဲ့ဌာနချုပ်ရဲတိုက်ကြီးကိုအီတီကိုရောဟောင်းဝဲကိုရောဖမ်းခေါ်သွားပါပြီ အဖိုးမတ်စတိုရောက်လာတော့ဟောင်းဝဲအိမ်ရှိမှာကြာကြံခဲ့တဲ့ဖုန်းကနေတဆင်ဘန်ကိုဘဲကိုရောက်သွားတာလဲခြေအားခံလို့ရသွားပြီးတော့လိုက်ကေရပြန်ပါပြီ။အီဒီကိုရပြေးတဲ့နောက်ဟောင်းဝဲကိုလည်းလက်စားဖြောက်ဖို့ကြိုးစားရ။ဟောင်းဝဲကလည်းအချင်းမဟုတ်ဘဲထွက်ပြေးသွားရီ။အီဒီကိုတော့ခနာကိုတပိုင်းစီဖြတ်ပြီးစူးစမ်းလေ့လာဖို့လုပ်နေတော့ဟောင်းဝဲရောက်လာပြီးပြန်ကဲထုတ်သွားပါရီ။ဒီလိုနဲ့အီဒီဘန်နဲ့အဖိုးဖြစ်သူတို့ပြန်တွေ့ဆုံကြပြီးအနောက်ကမျက်နှာဖုံးစုလူစုတွေကလည်းလိုက်ဖမ်းနေကြတော့မို့ရဲလိုက်တဲ့ပတ်ပြေးရင်ဂျိုသားလက်နက်တွေထားတဲ့လက်နက်တိုက်တွေထိရောက်သွားပါရီ။ အဲ့ဒီအချိန်မှာ EDA ညံစွမ်းနဲ့ဂျိုသားလက်နက်တွေတွေကအားပြင်းဆုံးဖောက်ခွဲပစ္စည်းတခုကိုလိုအပ်တဲ့ energy ကိုနဲ့စံစာပြန်တက်ဆင်ပြီးဖောက်ခွဲပေးလိုက်ဖို့လုပ်နေချိန်မှာလူပုံစံပြန်ပြောင်းသွားတာမို့ဖောက်ခွဲပစ္စည်းမှလက်တစ်ဖက်ညံ့နေတာပေါ့ဒါကိုနားရောက်လာတဲ့ဟောင်းဝဲကတွေ့တော့ဘာကကလေးလာဆော့နေရလဲဆိုပြီးကူညီဆွဲထုတ်ပေးလိုက်ပြီးပောက်ခွဲရောမဲ့လက်နက်ကြီးဘေးကနေပြေးလာလိုက်ရပါတယ်လက်နက်တွေနဲ့အတူရဲတိုက်ကြီးတခုလုံးကတော့ပြကြသွားခဲ့ရပါပြီဟောင်းဝဲကသူ့ရဲ့ဂျိုသား ED လေးသေးပြီးထင်နေခဲ့တာပါဘန်ဟာ ED ဆိုတာကိုမသိထားခဲ့ပါဘူး ထို့အတူဗန်တို့မြီးဖိုးတွေကလည်းလူစုကိုင်းတစ်ခုလုံးကိုတေးပြီးထင်ထားခဲ့တာပါတကယ်ကလူစုမြတ်နှဖုံးစုခေါင်းဆောင်တဲ့အပေါင်းပါတို့ဟာလွတ်မြောက်သွားခဲ့ပါတယ်ဒါကူတော့ဗန်တို့မသိခဲ့ပါဘူးဘယ်အပီဆိုဒ်မှာပြန်ဆုံကြအောင်မလဲဆိုတော့စိတ်ဝင်စားဖို့ကောင်းနေပါတယ်ဒီနေ့ classic ဗန်တန်အပီဆိုဒ်11လေးကတော့ဒီလောက်ပါပဲအစောင်းနေ့ကြည့်ရှုပြီးလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ recap ဆောင်ရတာကြားရရမောဆောင်ရန်ထုနဲ့အစအဆုံးတစ်ခါတည်းကြည့်ခြင်းနဲ့မိုးရွာတော့အပြင်းလည်းမထွက်ချင်းအိမ်ထဲမှာပဲဇက်ကားတွေပဲကြည့်ပြီးချေဥမဲ့ဆိုတဲ့ညီကိုတို့အတွက် Telegram မှာဆို @rubanis ဆိုတဲ့ Telegram အကောင့်နဲ့ Facebook မှာဆို to have facebook page မှာ telegram vip channel လာဝယ်ပြီးအားပေးလို့ရပါတယ်